အာရခတစ်တို့ဤထင်ရှုံမှုအောက်မှာရှိနေတဲ့ရခိုင်ပြည်အမ်းမြူနေကတောင်စောက်တောင်တရုတ်တက်အာခွေစေယုံကိုကုန်ပစ္စည်းတွေပို့ဆောင်နေကုန်တင်ကားလေးစီးကို စစ်ကောင်စီတပ်ကတားဆီးစစ်ဆေးပြီးနောက်ပြန်လူပေးလိုက်ရတယ်လို့တင်ပြရှိပါတယ်။ဒီလကျွန်လာ22ရက်နေ့မှာမကွေးတိုင်းငဖေးမြို့နေဂုတ်ကြီးရွာအနီးစစ်ကောင်စီရဲ့တမကူကူစစ်ကြောင်းတစ်ခုကအဲ့ဒီကားလေးစီးကို အေအေထန်ရိတ်ခါပိုးတဲ့တန်တရားနဲ့စစ်ဆေးမှုပြုလုပ်ခဲ့တယ်လို့ဒေတာရီကစီရီတည်ရင်မြစ်တခုကနရင်းစရာကိုပြောပါရယ်အမ်မြိုနဲ့ -20 กว่าမှာတည်ရှိတဲ့တရုတ်တန်ငွေပိုက်လိုင်းတအားခွဲစက်ယုံကို လုံခြုံရေးယူထားတဲ့တောင်စောက်တောင်စစ်ကောင်စီစခန်းကိုအေအေကပြီးခဲ့တဲ့ဇန်နဝါရီလအစပိုင်းမှာထိရှုပ်ထားခဲ့တာပါလက်ရှိမှာအီအီထိန်းချုပ်တဲ့နေမီကတရုတ်တအားခွဲစစ်ယုံဟာပုံမှန်လေပတ်နေပြီးတရုတ်ဝန်ထမ်းတွေနဲ့လှုပ်သားတွေလည်း သူ့လို့သူဆက်လုပ်နေကြတယ်လို့အေးအေးနဲ့နှိဆက်သူတယောက်ကနရင်းစရာကိုပြောပါတယ်။တရုတ်ပိုင်လိုင်းတအားခွေစက်ယုံရှိတဲ့တောင်စောက်တောင်အနီးနာကိုစစ်ကောင်စီဟာဖေဖော်ဝါရီလအတွင်းကလက်နက်ကြီးတွေနဲ့ဖိခတ်ပြီးဒီရင်တွေနဲ့လေးဘုံလာကြီးခဲ့တာတွေရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။